အနီးရလေရင်ပြတ်ကြရတဲ့အကြောင်းရင်းထွက်ပေါ်အနီးရလေချောင်းမတော်တဆမှုစုံစမ်းစစ်ဆေးရေးအဖွဲ့လေချောင်းလိုင်းခီးစဉ်ဖြစ်စိုးကိုစုံစမ်းစစ်ဆေးခဲ့ရာကနအူးစီရင်ခံစာကိုထုတ်ပြန်လိုက်ပါတယ်ဒီအစီရင်ခံစာအရစပိုင်းဆိုင်ရာခြုံရင်းချက်တစ်ခုနဲ့လေရင်မှုကန်အတွင်းမှာဖြစ်ဖြစ်ခဲ့တဲ့အခြေအနေတွေကြောင့်လူ149ဦးအသက်ဆုံးရှုံးခဲ့ရလို့ဖော်ပြထားပါတယ်အလုံးသိပြီးကြတဲ့787 train line နာလေးဟာ အမတ်တာဘက်ကနေလန်ဒန်ကဝက်ကိုအရှေ့ပြေးခီးစဉ်အဖြစ် ပြန်သားနေတာဖြစ်ပြီးပြန်တက်ပြီး38စက္ကန့်ကြာမှာ လူနေအိမ်ယာနဲ့ဆေးရုံအေရီးယားတွေကိုထိုးကျပျက်စီးခဲ့ပါတယ်အဓိကအကြောင်းရင်းလေရင်မူကြီးဤထိုင်ကုံရွေလျားမှုအစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အဆိုအရလေရင်မူကြီးရဲ့ထိုင်ကုံဟာလေရင်ပြေးလမ်းကနေပြန်တက်နေတဲ့အချိန်မှာရုတ်တရက် အနောက်ဘက်ကိုချော့ကျသွားကြတာပါဒီနောက်မှာတော့ရွေလျားမှုဟာထိုင်ကုံလမ်းကြောင်းရဲ့အနောက်ဘက်မှာရှိတဲ့တောခန့်စနစ်တွေချော်ရင်မှုကြောင့်ဖြစ်ပါတယ်လေရင်မှုကြီးရဲ့ခန္ဓာကိုယ်ဟာအနောက်ဘက်ကိုရောက်သွားတဲ့အခါသူ့ရဲ့ကိုယ်လေးချိန်ကအမတ်မထင်တင်ဂျင်အားကိုထိန်းချုပ်တဲ့လီဘာတွေကိုချော့သလို ဖြစ်အောင်ဆွဲချမိသွားပါတယ်ဒါကြောင့်အရေးကြီးတဲ့ပြန်တမ်းမှုဆင့်မှာ အင်ဂျင်အားကိုတိတိတတ်တာရှော့ချပစ်လိုက်သလိုဖြစ်သွားပါတယ်။တွဲဖက်လေယာဉ်မှုကဒီဘာတွေကိုပြန်တွန်းတင်ဖို့ကြိုးစားခဲ့ပေမဲ့စက်ပိုင်းဆိုင်ရာအားနဲ့ကိုယ်လေးချိန်ပိတ်ဆို့မှုကြောင့်မတက်နိုင်ခဲ့ပါဘူး။စက်ပိုင်းဆိုင်ရာအထောက်ထားနဲ့ပြုပြင်ထိန်သိမ်းမှု ပေါ်ဆခြင်း။ပျက်စီးနေတဲ့စိတ်ပိုင်းတွေကို စစ်ဆေးကြည့်တဲ့အခါထိုင်ကုန်တောခတ်တဲ့ပင်တွေကြိုးပက်နေတာကိုတွေ့ရပါတယ်။အထူးသဖြင့်ပြုပြင်ထိန်သိမ်းမှုမှတ်တမ်းတွေရဒီထိုင်ကုန်ကို ။လေရင်မပြတ်စည်းခင်17ရက်လုံးမှာပြန်လည်ပြုပြင်ဝန်ဆောင်မှုပေးခဲ့ပါတယ်။သို့တော်လည်းစုံစမ်းစစ်ဆေးသူတွေက ပြုပြင်ပြီးတဲ့နောက်လုပ်ငန်းဆွမ်းဆောင်ရေးစမ်းသပ်မှုမှတ်တမ်းတစ်ခုမှမတွေ့ခဲ့ရပါဘူး။ဒါလေရင်ရဲ့ပြုပြင်ထိန်းသိမ်းမှုခွင့်ဆက်ထဲမှာတိသာထင်ရှားတဲ့ပေါ်ဆမှုတစ်ခုဖြစ်ပါတယ်။လေရင်ပြက်ကျမှုအချိန်စရာလေရင်ဟာစနေစကတ်မှာလေရင်ပြေးလန်းကနေ စတင်ပြန်တက်ရန်ခေါင်းမော့အာယူနေပါပြီ။15စကန့်မှာထိုင်ကုံကရွေလျားပြီးတော့နောက်ကိုရောက်သွားပါတယ်။18စကန့်မှာဒေရင်မူကြီးကမိုင်းစီလို့អော်လိုက်ပါတယ်။26စကန့်မှာတော့ဒေရင်ဟာအမြင့်ပေ214ဘေးမှာရပ်တန့်နေပါတယ်။38စကန့်အရောက်မှာတော့ဒေရင်ဟာမြေပြင်ကိုပြတ်ကျခဲ့ပါပြီ။